မင်္ဂလာပါဒီနေ့ကျွန်တော်တို့အဲလီလာတုံးတက်ဖို့ရထားတဲ့အချက်လက်တွေကတော့ Operation Rising Lion ဆိုတဲ့စစ်စင်ရေးပေါ့အီရန်ရဲ့ nuclear စခန်းတွေနဲ့ပတ်သက်ပြီးတော့လေဟုတ်ကဲ့အထူးသဖြင့် Israel ကအီရန်ရဲ့ nuclear ချိန်းချုပ်မှုကိုဘလို့ကင်တွယ်ဖို့စ조사ခဲ့တယ်လေအဲဘလို့နီးပညာလေးတုံခဲ့တယ်လဲဆိုတာဒီကိုအစီရင်ခံစားတယ်မှတ်စုတွေပေါ့အခြေခံပြီးတော့အသေးစိတ်ကြည့်ကြမှာပါဟုတ်ပါတယ် ဒီစစင်ကြီးကလေအရင်ထိုက်ခိုက်မှုနေနဲ့နည်းနည်းကွာတယ်လို့ဆိုရမယ်ဟုတ်ဘလို့ကွာတာဗလဲအဲသူကမြေပြင်ထိုးဖောက်မှုပြီးတော့အီရန်ပြည်တွင်းမှာကိုရွှေဟတ်လှုပ်ရှားတာလေပြီးမှတိကျတဲ့လေကြောင်းတိုက်ခိုက်မှုတွေအဲ့ဒါတွေကိုပေါင်းစပ်ထားတာအာဟုတ်ကဲ့ဆိုတော့အီရန်ရဲ့စစ်ရေးအခြေခံအဆောက်အအုံကို အတွင်းရောအပြင်ရောဖြိုခွင်းမှုရည်ရွယ်ခဲ့ပုံရပါတယ်ရှင်စိတ်ဝင်စားစရာပဲဆိုတော့အစီရင်ခံစားရစစ်စင်ကြီးကိုအဆင့်30နဲ့လွတ်ခဲ့တယ်လို့ဆိုပါတယ် ပထမအဆင့်ကအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးတွေပေါ့အဲ့လားဒီကို spike တုံးကြီးတွေနဲ့ခြေမုံးတယ်ဆိုပါတယ်ဟုတ်ပါတယ်အဲ့ဒီအဆင့်ကအရေးကြီးတယ်လေလေကြောင်းစိုးမိုးမှုရပါတော့ပေါ့ဟုတ်ကဲ့ဒုတိယအဆင့်ကတော့ပို့ပြီးတော့ရှုပ်ထွေးပုံရတယ်အီရန်နိုင်ငံထဲမှာကိုလျှို့ဝဒုံးစခန်းတီထောင်တယ်ဆိုလားပြီးတော့ရုရှားလုံး S300 လို့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုပြတ်မှတ်ထားကြတယ်ဆိုတာမျိုးဟုတ်ပါတယ်အဲ့ဒီမှာပို့ပြီးအောင်အောင်ဆရာကောင်းတာက မိုးဆက်ကအဲ့ဒီဒုံးကြီးတွေ drone အစိပ်ပိုင်းတွေကိုလေအရက်ပတ်ရင်နေတုံးပြီးတော့တိတ်တဆိတ်မောင်ခိုးသွင်းတယ်။ပြီးမှပြည်တွင်းမှာလွတ်ဝက်တက်ဆင်ခဲ့တယ်ဆိုတာပဲ။ drone ကိုအစီအစဉ်ကြီးပဲနော်။ဟုတ်ပါတကယ့်ကိုပြည်တွင်းထိုးဖောက်မှုပဲ။အဲ့လိုတင်းစင်ပြီးမှတတိယဆင်ရောက်လာတာပေါ့။အဓိကပြစ်မှတ်တွေဖြစ်တဲ့ Fardo, Natanz နဲ့ Isfahan က nuclear scan တွေကိုဘန်ကာဖျက်ပုံးနေနဲ့တိုက်ခိုက်တာ။မှန်ပါတယ်။ဒါမှမဟုတ်ဒီနေရာမှာ Iran ရဲ့ကာကွယ်ရေးအစီအမံတွေအထူးသဖြင့် Fardo ရဲ့ခံစစ်ကအတော်လေးအားကောင်းကာကိုတွေ့ရတယ်။ဟုတ်ကဲ့။ ဖာရာအကြောင်းလေးနည်းနည်းဖျော့ပြပါအောင်ဘလောက်ထိခန္ဓာရရှိခဲ့တယ်လဲဖာရာကလေတောင်တလုံးအောက်မှာမီတာ89ကျယ်လောက်နဲ့တဲ့နေရာမှာတိဆောက်ထားတာအဲ့ကပေနီယ60နဲ့တိုးရလောက်ရှိမယ်တော်တော်နဲ့တာပဲဟုတ်တယ်ပြီးတော့အပေါ်ကနေ6ထပ်တိုက် လောက်မြင့်တဲ့အလုံးခိုင်ခဲ့နဲ့ဘန်ကာရီနဲ့ထတ်ကာထားလေလို့ဆိုပါတယ်နတန်းစ်မှာတော့တိုက်ခိုက်မှုတွေပါအတော်လေးထိရောက်ခဲ့ပုံရတယ်ဟုတ်ကဲ့ ဟို centrifuge တွေထားတဲ့အောက်ထပ်တွေမှာတအားဖြတ်တောက်တဲ့ထိဖြစ်ခဲ့တယ်ပြီးတော့60%အထိ uranium ကျွေးဝါစေတဲ့စိတ်ယုံအပေါ်ပိုင်းလည်းပျက်စီးခဲ့တယ်ပေါ့ဒါပေမဲ့ father မှာတော့ဟုတ်ကဲ့ father မှာတော့ isri ရဲ့ဘန်ကဖြတ်ပုံးတွေထတ်ခါတလဲလဲကျဲတာတောင်ပျက်စီးမှုကအဲအတော်လေးနည်းခဲ့တယ်ဟုတ်လားတိုက်ခိုက်မှုကဘလော့ပြင်းထန်လဲဆိုရင် richter scale 2.5ရှိတဲ့မြင်းငလင်းတောင်လုတွားခဲ့တယ်လို့မှတ်တမ်းတွေမှာဆိုထားတယ်ဆိုတော့ father ရဲ့ကြန့်ခိုက်မှုကိုအဲ့ဒီကနေစခံမှန်းကြည့်လို့ရတာပေါ့အတော်ပဲ အတော်ပဲခံနိုင်ရင်ရှိအောင်စောက်ထားတာပဲဒါကလက်ရှိဣသရေလတုံးပြနေတဲ့ GVU 28ဘန်ကာဖြတ်ဘုံရအားနိုင်ကြကြောင်ဖြစ်နိုင်မလားအဲ့ဒီဘုံကပေးနဲ့ဆက်လောင်ပဲထိုးပေါက်နိုင်တယ်လို့ကျွန်တော်တို့တည်ထားရတယ်လေဟုတ်ပါတယ်အဲ့ဒီ GVU 28ကလေဇာလမ်းညွန်ပါတယ်ဒါပေမဲ့ထိုးပေါက်နိုင်စွမ်းကပေးနဲ့ဆေဆိုတော့ဖားတောက်လိုမျိုးအလွန် net ပြီးခိုင်ခန့်နဲ့မုပြိုးအတွက်တော့အကန့်အသတ်ချိနေတာပေါ့ဟုတ်ကဲ့ အဲ့ဒီအကန့်အသတ်ကြောင့်ပဲ American ရဲ့အထူးထုတ် GBU 57ကအရေးပါလာတာပါ GBU 57အဲ့ဒါကဘယ်လိုမျိုးလဲ GBU 57ကို MOP လို့ခေါ်တဲ့ Massive Ordnance Penetrator ပေါ့အလွန်ကြီးမားတဲ့အဆောက်အုံထိုးဖောက်မှုမျိုးစားပါအလေးချိန်ပေါင်း3000တောင်ရှိတယ်ပေါင်း3000ဟုတ်ကဲ့ပြီးတော့ပေးနေရမိက60ကျော်အနက်ထိထုတ်ဖောက်နိုင်စွမ်းရှိတယ်။ GBU 28ထက်ဆယ်စားလောက်ပိုနက်တယ်ပေါ့ အများကြီးกว่าတာပဲဒါပေမဲ့အဲ့ဒီဘုံကဟုတ်တယ်ဒါပေမဲ့ဒီဘုံဟာ American Later က B2 Stealth ဘုံကျဲလီရင်းနဲ့မှာတဲဆောင်ချစ်ခတ်နိုင်တာပါအာ B2 နဲ့မှာဟုတ်ကဲ့ဆိုတော့ဒီနီးပညာဒီကုန်ကြစိပြီးတော့ဒီလိုဖြစ်လွတ်နိုင်စွာကလောလောဆယ်တော့ American တနိုင်ငံထဲမှာမရှိနေတဲ့အခြေအနေပါဆိုတော့ဒါက Final Law လို့မျိုးအလွန်ခိုင်ခံတဲ့မြေအောက်မှာမြို့ချအုပ်ဖြောစီးဖို့ဆိုရင် ဣစရေလက်ရှိတုံးနေတဲ့လက်နက်တီထက်အများကြီးပိုအစွမ်းထက်တဲ့အမေရိကန်စီမှာပဲရှိတဲ့လက်နက်အလိုအပ်နေတယ်ဆိုတဲ့သဘောပေါ့နော်။ဟုတ်ပါတယ်အချင်းလေးကအဲ့လိုဖြစ်နေတာပါ။ GBU 57က GPS နဲ့တခြားအစင်းမီလမ်းညွန်စနစ်တွေတုံးပြီးအလုံးမြင့်နဲ့အမြင့်ကနေပစ်ချတာ။သူ့ရဲ့အမတန်ကြီးတဲ့အလေးချိန်နဲ့ရွေးလျားစွာအင် kinetic energy ကိုအသုံးပြုပြီးမြေကြီးတို့ကွန်ကရစ်တို့ကိုထိုးဖောက်ဝင်ရောက်တယ်။ပြီးမှပြင်မှတ်အတွင်းမှရောက်မှအချင်းနောင်းနေမှု fuels နဲ့ပောက်ကွဲဆဲတာပါ။ နီးပညာကတော်တော်မြင့်တာပဲဟုတ်ကဲ့အာနောက်ထပ်အချက်တစ်ခုကလေဒီစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့ EN လေချောင်းရံကာကွယ်ရေးတွေကိုခြေမုံပြီးချိန်မှာ EN nuclear တိပညာရှင်တွေကိုလွတ်ကျန်ဖို့တော့ဒီလိုမြေပြင်ထိုးဖောက်ဝင်ရောက်တဲ့နီးလန်းတွေလက်လက်တွေတုံးခဲ့တယ်ဆိုရင်အစီရင်ခံချက်တွေလည်းရှိနေပြန်ပါတယ်ဟုတ်ကဲ့ဒါကတော့နောက်ဆက်တွဲအဖြစ်အပျက်တွေပေါ့ဆိုတော့ဒီအချက်အလက်တွေအားလုံးကိုခြုံငုံကြည့်လိုက်ရင် Operation Rising Lion ဟာအလွန်စနစ်တကျစီစဉ်ထားတယ်။မြေပြင်ဝေဟင် ပြီးတော့ပြည်တွင်းလှုပ်ရှားမှုတွေပေါင်းစပ်ထားတဲ့တော်တော်လေးရှုပ်ထွေးတဲ့စစ်စင်ရဲတစ်ခုဖြစ်တယ်လို့ပြောရမယ်။ဟုတ်ပါတယ်။ဒါပေမဲ့အဓိကအချက်ကအီရန်ရဲ့အထူးသဖြင့်ဖာဒိုလိုအလွန်နှိမ့်ဆိုင်ပြီးခိုင်ခိုင်မြေအောက်ခံတကြီးတွေကိုအစ္စရေးရဲ့လက်ရှိလက်နက်တွေနဲ့အပိတဖြစ်စည်းဖို့ကကြီးမားတဲ့စိန်ခေါ်မှုဖြစ်ရှိနေစေပဲ။ မှန်ပါတယ် GBU 57လို့မျိုးအမေရိကန်ရဲ့အဆင့်အမြင့်ဆုံးလက်နက်လိုအပ်နေတဲ့အနေအထားဖြစ်နေတယ်ဟုတ်ကဲ့ဒီနေရာမှာစဉ်းစားစရာတစ်ခုထပ်ပြီးပေါ်လာပါတယ်ရှင်ဖာရောလိုနေရာမျိုးရဲ့ခံနိုင်အားကအဲ့လောက်ကောင်းနေတာရဲ့ပြီးတော့ဒါကိုချေမှုန်းဖို့ GBU 57တို့ B2 တို့လိုအလွန်အဆင့်မြင့်ပြီးနိုင်ငံလက်တဆုပ်စားလောက်ပဲပိုင်ဆိုင်နိုင်တဲ့လက်နက် system အပေါ်မြှင့်ခုန်နေရတာရဲ့ဟုတ်ကဲ့အဲ့ဒီအချင်းတွေကအနာဂတ်မှာကမ္ဘာတော့မှာတခြားနိုင်ငံတွေကလည်းဒီလိုမြေအောက်နက်နက်မှာတို့ရဲ့မဟာဗျူဟာချက်အဆောက်အုံတွေကိုပို့ပြီးတိဆောက်လာနိုင်မလားอืม ဖြစ်နိုင်တာပေါ့ဟုတ်ကဲ့တကယ်ပဲစဉ်းစားစရာအချက်ပါပဲဒီနေ့တော့ဒီလောက်နဲ့ပဲဆုံးတက်လိုက်အောင် နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်တွေ့ကြပါမယ်